အရင်ပိုင်းမှာကို တိဆောက်ပြီးသားစာကြောင်းတွေကိုကျိန်နှုံးနေနေအကြံမြင့်ပေါ်ပြခြင်းဘယ်လိုပုံစံမျိုးသုံးလို့ရရဲဆိုတာတွေကိုရှင်းပြပေးခဲ့ပြီးအဲဒီဗီဒီယိုမှာကျတော့ကျိန်နှုံးအတိအကျပေါ့နော်ဥမာအတခုခုလောက်တဲ့ကိုကတရက်ကိုတစ်ချိန်လောက်ပါတယ်နှစ်ချိန်လောက်ပါတယ်သုံးချိန်လောက်ပါတယ်ဆောသဖြင့်ဟိုကျိန်နှုံးအတိအကျပေါ်ပြလို့ရရဲပုံစံနေဆိုရင်ဘယ်လိုပြောလို့ရရဲဘယ်လိုသုံးရမလဲဆိုတာတွေကိုအဲဒီဗီဒီယိုမှာ ရှင်းပြပေးမှာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါအခြေခံ English အပိုင်း73ကနေကြိုဆိုလိုက်ပါရစေအဲဒီဗီဒီယိုမှာတော့ဟိုချိန်နှုန်းတွေကိုတိကျဖော်ပြတဲ့အခါမှာသုံးတဲ့ပုံစံတွေကိုမျှဝေပြီးမှဖြစ်ပါရစေအဲပထမဆုံးအနေနဲ့ကျွန်တော်တို့သိထားရမှာကဒီ2ချိန်2ချိန်3ချိန်ပေါ့အစားဖြင့်ပြောတဲ့အခါမှာအဲ once ဒါဆို2ချိန် twice 2ချိန်အဲ3ချိန်4ချိန်5ချိန်မှာတော့ကျွန်တော်တို့3 times 4 times 5 times ဆက်ရှိပြင်းအဲ၃သွားရုံပဲပေါ့နော်ဥပမာတရက်ကိုတစ်ချိန်လို့ပြောမယ်ဆိုရင် once a day အဲတပတ်ကိုနှစ်ချိန်လို့ပြောမယ်ဆိုရင် twice a week အဲတစ်လကို၃ချိန်လို့ပြောမယ်ဆိုရင်3 times a month ဆိုပြီးတော့၃ရုံပဲဒါဆိုတစ်နှစ်ကို၄ချိန်ဆိုရင်တော့4 times a year ဆိုပြီးတော့၃လရုံပဲ ဒါဆိုရင်တရက်တစ်ချိန်တရက်နှစ်ချိန်တစ်ပတ်သုံးချိန်ဆက်စပ်ပြင်ပြောရဲပုံစံလေးကိုနားလည်လောက်ပြီးထင်ပါရယ်အဲနောက်တစ်ခုနေနဲ့ကိုကမှနေစဉ်အပတ်စဉ်လစဉ်နှစ်စဉ်လို့ပြောမယ်ဆိုရင်တော့နေစဉ်ဆိုရင် daily အပတ်စဉ်ဆိုရင် weekly လစဉ်ဆိုရင် monthly နဲ့နှစ်စဉ်ဆိုရင် annually ဆိုပြီးရတယ်ဒီလုံးစီလည်းထည့်သုံးလို့ရတယ်အဲ့လိုမျိုးပဲနဲ့ကိုက every နဲ့လည်းထည့်သုံးလို့ရတယ်နေစဉ်နေ့တိုင်းဆို every day အပတ်စဉ်ဆိုရင် every week လာတိုင်းဆိုရင် every month နှစ်တိုင်းဆို every year ဆိုပြီးတော့လည်းသုံးလို့ရတယ်သူ့နောက်မှာတခြား every morning every afternoon every evening every night and i'm going minute တိုင်းဆိုလည်း every minute အနာရင်းဆိုလေ every hour second တိုင်းဆို every second ဆက်ရှိဖြစ်ရင်လည်းထည့်သုံးလို့ရတယ်ဒါဆိုရင်အနေတိုင်းအပတ်တိုင်းလာတိုင်းနှစ်တိုင်းဆိုပြီးပြောတဲ့အခါမှာဒီပုံစံလေးထည့်သုံးလိုက်ရမယ် ဟုတ်ပြီတခါတည်းကျွန်တော်တို့ကဟိုနှစ်ရက်နှစ်ရက်တစ်ကြိမ်တို့ဟိုသုံးဘက်တစ်ကြိမ်တို့အဲလေးနှစ်တစ်ကြိမ်စသဖြင့်ပြောမယ်ဆိုရင်တော့ဥမာနှစ်ရက်တစ်ကြိမ်ဆိုရင် every 2 days အဲသုံးဘက်တစ်ကြိမ်ဆိုရင် every 3 weeks အဲလေးနှစ်ကိုတစ်ကြိမ်ဆိုရင် every 4 years အစရှိသဖြင့်လိုနှစ်နှစ်ဘက်တစ်ကြိမ်သုံးဘက်တစ်ကြိမ် အဲ၂ရက်တစ်ချိန်၃ရက်တစ်ချိန်စသဖြင့်ပြောမယ်ဆိုရင်လည်းဒီပုံစံလေးတိုင်း၃လရမှာပဲဒါဆိုရင်ဒီကောင်လေးတွေကိုကျွန်တော်တို့ကသုံးတတ်သွားပြီဆိုရင်စာချောင်းတွေမှာဘယ်လိုထည့်သုံးမလဲဥပမာအဲသူအဲဂျင်းဝင်သွားရဆိုရင် he goes to the gym ဆိုရင်သုံးလို့ရဟုတ်ပြီသူသွားမှာဘယ်နှကြိမ်သွားမှာရော အတိအကျကိုသိရလားဥမာတရက်ကိုတစ်ချိန်သွားရပြောမလားတစ်ပတ်ကိုနှစ်ချိန်သွားရပြောမလားဒါညီစာကြောင်းတွေရဲ့နောက်ဆုံးကနေရှေ့မှာပြောခဲ့တဲ့အချက်လေးလေးထည့်သွင်းလိုက်ရမယ်ဥမာ तू နေ့တိုင်းသွားရဆိုရင် he goes to the gym every day ဒါမှမဟုတ် daily ဒါမှမဟုတ် तू ကတစ်ပတ်ကို၃ချိန်သွားရဆိုရင်အဲ3 times a week ဒါမှမဟုတ်တစ်လောက်၄ချိန်သွားရဲဆိုရင်4 times a month အစားရှိပြီးကျွန်တော်တို့သုံးလိုက်ရမယ်ဒါပေမဲ့နောက်ထပ်တစ်ခုအနေနဲ့အဲငါသူမကိုဖုန်းခေါ်ရဲဆိုရင် I call her ဟုတ်ပြီငါညတိုင်းဖုန်းခေါ်ရဲဆိုရင် I call her every night ဒီနေ့တိုင်းခေါ်ရဲဆိုရင် I call her every day ဟုတ်ပြီငါတပတ်ကို၃ချိန်လောက်ခေါ်ပြတယ်ဆိုရင် I call her 3 times a week ဟုတ်ပြီငါ ်နှစ်ပတ်ကိုတစ်ချိန်လောက်ခေါ်ပြတယ်ဆိုရင် I call her every 2 weeks ဒါဆိုငါနှစ်ပတ်ကိုတစ်ချိန်လောက်ဖုန်းခေါ်ပြတယ်ပေါ့ဒါကတော့ကိုတိစောက်လိုက်တဲ့စာကြောင်းနောက်မှလိုက်ပြီးတော့ကိုပြောချင်တဲ့ချိန်နှုန်းတိကျတွေကိုထည့်သွင်းလို့ရတယ်အကယ်၍အဲ့ဒါကိုအကြံမြင့်ဖော်ပြချင်တယ်ဆိုရင်တော့ရှေ့ပိုင်းမှာပြောခဲ့တဲ့ always often sometimes စတဲ့ဒီ ချိန်နှုန်းတွေကိုအကြံမြင့်ဖော်ပြတဲ့သကလုံးလေးနဲ့လည်းသုံးလို့ရတယ်ဥပမာ I always call her ငါဒီမအောင်မြင်ရင်ဖုန်းခေါ်တယ် I sometimes call her ငါဒီမအောင်တစ်ခါတည်းရင်ဖုန်းခေါ်တယ်အဲဆောက်ရှိပြန်လည်းသုံးလို့ရသလိုဒီလိုချိန်နှုန်းတိကျရင်လည်းသုံးလို့ရပါတယ်ဒါဆိုနောက်ဆုံးဥပမာတစ်ခုအနေနဲ့ I take medicine every 2 days ဒါဆိုနှစ်ရက်ကိုတစ်ချိန်ငါဆေးတောက်တယ်ပေါ့ ဒါဆိုရင်အဲမကြာခဏဆေးတောက်တယ်ဆိုရင်တော့ I often take medicine အဲဒီဘက်ကိုနှစ်ကြိမ်လောက်တော့ဆေးတောက်ရတယ်ဆိုရင် I take medicine twice a week ဆိုပြီးတော့သုံးလို့ရပါတယ်။ဒါဆိုရင်ဒီကြိမ်နှုန်းတိကျဖော်ပြတဲ့ပုံစံတွေဘယ်လိုမျိုးပြောရမလဲဘယ်လိုမျိုးရေးလို့ရမလဲဆိုတာကိုနားလည်လောက်ပြီးထင်ပါတယ်။ဒီဗီဒီယိုလေးကတော့လောက်ပါပဲ။နောက်ဗီဒီယိုမှာနောက်ထပ်အကြောင်းအရာတွေကိုထပ်ပြီးတော့ရှင်းပြပေးပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။